မရိကန်ရဲ့ကျူးကျော်မှုအန်ဒီအကြောင်းအရေးပေါ်အခြေအနေကြီးညာဖို့မိမိတို့အစဉ်သင့်ဖြစ်နေပြီလို့ဗီနီဇွဲလားသမ္မတမာဒူရိုက ပြောပါတယ်။တန်မြာဖြစ်စရာကောင်းတဲ့ဗီနီဇွဲလားမူရေးစေဝါအသင်းတော်တွေကိုအမေရိကန်ကတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်ပြီးနောက်ဗီနီဇွဲလားသမ္မတအာနာရှင်နီကိုလတ်စ်မာဒူရိုကအမေရိကန်ကျူးကျော်ရေးဆောင်မှုချင်းချောက်ခံရခြင်းနဲ့ပတ်သက်ပြီးအရေးပေါ်အခြေအနေကြီးညာဖို့အစဉ်သင့်ဖြစ်နေပြီလို့ပြောပါတယ်။အမေရိကန်ကဗီနီဇွဲလားကိုစီးရီးယားတိုက်ခိုက်တာမျိုးလုပ်လာရင်ကျွန်တော်တို့ရဲ့ပြည်သူတွေကျွန်တော်တို့ရဲ့ငြိမ်းချမ်းရေး ကျွန်တော်တို့ရဲ့တည်ငြိမ်ရေးကောက်ွယ်ဖို့ဖွဲ့စည်းပုံနဲ့အညီအရေးပေါ်အခြေအနေကြီးညာဖို့ညှိနှိုင်းတိုင်ပင်နေပါတယ်လို့မာဂူရိုကပြောပါတယ်။အမေရိကန်ပြောင်စုကကျွန်တော်တို့နယ်မြေကိုတိုက်ခိုက်လာမယ်ဆိုရင်ကာကွယ်နဲ့လုံခြုံရေးကိစ္စကိုဆောင်ရွက်ရမယ်နိုင်ငံတော်အကြီးအကဲဖြစ်သူ့ကိုယ်သူအထူးအားသာအနေနဲ့မိန့်ကိုလည်းလက်မှတ်ရေးထိုးခဲ့ပါတယ်။မာဂူရိုကအဒီမေကိုလက်မှတ်ရေးထိုးခြင်းမပြုရသေးဘူးလို့အစိုးရသတင်းရင်းမြစ်ချုပ်တွေကပြောပါတယ်။ ဒုသမားကတော့အားလုံးဟာအသိဖြစ်နေပြီဆိုပြီးဆောင်ရွက်စာတမ်းတွေထုတ်ပြပါတယ်။သမားကအဲ့ဒါကိုအချိန်မီထုတ်ပြကြေညာနိုင်ပါတယ်လို့ဆိုပါတယ်။ဗင်နီဇိုလားကနေအမေရိကန်ရဲ့ကြီးကြီးမားမားစီးရေးဖြန့်ကျက်မှုကြောင့်မာဒူရိုကဗင်နီဇိုလားနိုင်ငံကိုတက်လှမ်းထားပါတယ်။ထရန့်ဟာမူရဲ့စေဝါနှိမ်မှုဆစ်စင်ရဲ့အတွက်စစ်သင်္ဘော၈စင်းနဲ့ရင်းငုံသင်္ဘောတစ်စင်းကိုကာရီဘီယံတောင်ပိုင်းကိုဆေလွတ်ခဲ့ပြီးဒီလိုဆေလွတ်ထားခြင်းကကျူးကျော်ဖို့အစားပြုခြင်းပဲလို့ဗင်နီဇိုလားကပြောပါတယ်။ ရိုင်ဂန်တက်တွေကဗီနီဇွဲလာမူရေးစေဝါသင်းမောတွေလိုယူဆတဲ့သင်းမောတုံးစင်းကိုလုံခဲ့တဲ့တင်းဘက်ကဖျက်ဆီးခဲ့လို့လူသားစင်ကြောင့်တည်ဆုံးပါတယ်။အဲဒီတိုက်ခိုက်မှုနဲ့ဒေတာတွေစစ်သင်းမောတွေဖျက်ချမှုကဗီနီဇွဲလာကိုကျူးကျော်မှာဆိုတဲ့စိုးရိမ်မှုကိုမြင့်တက်စေပါတယ်။တလားမော်ဒူရိုကိုမူရေးစေဝါခိုင်ကောင်းဆောင်ဖြစ်ဝါရှင်တန်ကဆွဆွဲထားပါတယ်။မော်ဒူရိုဟာကိုကင်းမောင်ကိုခိုင်ဖြစ်တဲ့ကာတက်ဒီဆော်လုစ်ကိုဦးဆောင်နေတာလို့အမေရိကန်ကဆွဆွဲပါတယ်။အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်းအဲ့ဒီအုပ်စုကိုထူးခြားတဲ့အဖွဲ့အဖြစ်သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံသားတင်မမှုကိုအရှိန်ရှောချမှုအတွက်အမေရိကန်သမ္မတထရန့်နဲ့ဆွေးနွေးမှုဗီနီဇွဲလားသမ္မတမာဒူရဲမိသားရဲခံမှုကိုလည်းအင်ဂျူတော်ကပယ်ချထားပါတယ်ဗီနီဇွဲလားနဲ့တော့ဆွေးနွေးမှုဘာအကြောင်းတရားမှမရှိဘူးလို့ဆိုပါတယ်။နောက်ပြီးအမေရိကန်ကဗီနီဇွဲလားကိုခေတ်ဆက်ဆက်အာဏာရှင်နိုင်ငံအဖြစ်ရှုမြင်ထားတာဖြစ်ပါတယ်။မြန်မာနဲ့မာဒူရိုကလည်းအာဏာရှင်ပဲဖြစ်ပါတယ်။ရွေးကောက်ဝယ်ရလဒ်ကိုလည်းလုံးဝလက်မခံဘဲနဲ့အာဏာရှင်စနစ်အုပ်ချုပ်နေတာဖြစ်ပါတယ်။ ဟူဂိုချာဘက်သေဆုံးပြီးတဲ့နောက်မှာတော့ဟူဂိုချာဘက်ရဲ့လက်ရင်းတစ်ဖက်မာဒူရိုဟာဗင်နီဇွဲလားမှာအာဏာရလာတာပဲဖြစ်ပါတယ်